ခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွဲမြို့နယ်မှာစစ်ကော်မရှင်လက်အောက်ခံရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအပါအဝင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာစစ်တွဲကဒေသခံတွေအပါအဝင်စစ်ဘေးရှောက်တဲ့မွတ်စလင်လူမျိုးတွေကိုဖိအားပေးခေါ်ဆောင်ပြီးရွေးကောက်ပွဲအတွက်မင်းထင်းနှင်းစနစ်တွေကိုတင်ကြားပေးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စတင်မှာလား16ရက်နေ့ကစပြီး19ရက်နေ့အထိစစ်တွဲမြို့ခိုင်တစင်ခံမမှာရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံကဥစည်းကျင်းပပြီးတော့မြန်မာအီလက်ထရောနစ်မေးပေးဆက် MEV CM နဲ့ပတ်သက်ပြီးဒေသခံတွေအပါအဝင်လူပေါင်း100လောက်ကိုတင်းနယ်ပို့ချပေးနေတာတွေအပြင်လက်တွေ့သရုပ်ပြမေးပင်းနည်းတွေကိုပါပို့ချပေးနေတာပါဒါပေမဲ့လည်းစစ်တွေမြို့မှာရှိတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေကရက်ွက်အလိုက်ဒေသခံတွေအပြင်စစ်ဘေးရှောင်တွေကိုလည်းစခန်းတစ်ခုစီကနေစစ်ရှင်းနဲ့ပြေးပြီးတဲ့စစ်ဘေးရှောင်90လောက်မဖြစ်မနေတော့ရမယ်ဆိုပြီးဖိအားပေးပြောဆိုနေတာတွေရှိနေလို့စစ်တွေကဒေသခံတွေနဲ့စစ်ရှောင်တွေကပြောပါတယ်စစ်ကော်မရှင်ရဲ့မေးပေးစနစ်တင်တဲ့တော့ရောက်တဲ့စစ်ဘေးရှောင်တွေကိုစစ်တွေမ ျိုးအချက်ကျဲဥက္ကဋ္ဌကရွှေဝါဆက်ပြာ2000စီပေးတယ်လို့တင်းတန်းတော်တက်ရောက်ခဲ့တဲ့စစ်ပေးဆောင်တယောက်ကပြောပါတယ်။ဘောဘောဘီလုပ်ခဲ့ရအောင်မိထိုင်ဖို့ဆက်လိုက်ဖို့သူတို့ကားပါတယ်။ သူတို့ကဟောပြောပွဲတွေလုပ်တယ်မဲထဲမဲ့စနစ်ကိုပြတယ်ငပြောသီးပါတီစပြစ်သီးပါတီခရမ်းသီးပါတီကျက်သွန်နီပါတီအဲ့လိုပါတီတွေအမျိုးမျိုးပါပဲခလုတ်ကိုနှိပ်လိုက်တာနဲ့ပါတီနာမည်တွေကတမ်းပြီးထွက်လာတယ်သူတို့ကကြိုက်တဲ့ပါတီကိုရွေးချယ်ပြီးနှိပ်ခိုင်းပါတယ်နှိပ်လိုက်တာနဲ့နောက်ဆက်တစ်ခုမှရွေးချယ်ထားတဲ့ပါတီရဲ့နာမည်စလစ်လေးကထွက်လာပါတယ်အဲ့ဒါပြီးရင်ပြန်သွားလို့ရပါပြီ သူတို့ထည့်ခိုင်းတဲ့ပါတီတွေကဘယ်ကိုကိုစားပြုမှန်းလဲကျွန်တော်တို့မသိပါဘူး။သွားတဲ့သူတိုင်းကိုရက်ကြီးဥက္ကဋ္ဌကတယောက်စီတိုင်းကိုစက်ပြာနှစ်ချောင်းကြစီပေးပါတယ်။တချို့ရက်ကွက်တွေမှာကြတော့သွားမဲ့သူတွေကိုလက်ဖက်ရည်နဲ့မုတ်ကြွေးပါတယ်။ကျွန်တော်တို့ကသွားလဲမသွားချင်ဘူး။အားလဲအားမပေးချင်ပါဘူး။သူတို့လှောင်ထားတဲ့ချက်တွေကိုသူတို့ကစွဲခွန်ရင်လိုက်ကိုလိုက်ရမယ်ဆိုတဲ့သဘောဖြစ်နေလို့ပါ။ ။တက်ဆိုင်ရာရက်ကွက်ဥထုပ်ရေးမှုကဖီအားပေးပြီးခေါ်တဲ့အစံရွေးကောက်ပွဲမှာသူကိုယ်တိုင်ရွှေဝါဆက်ပြားနှစ်တောက်ကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ရွေးကောက်ပွဲနည်းစနစ်၊မေးပေးပုံ၊မေးပေးနည်းတွေကိုသူရှင်းရှင်းလင်းလင်းသိခဲ့ပါရဲ့လား။ကျွန်တော်တို့ကိုတင်နန်းပေးတာလား။ဒါမှမဟုတ်ကြိုတင်မဲဖြစ်သွားမှာလားတော့ကျွန်တော်တို့မသိပါဘူး။ဒါအပြင်စစ်တွေးမြို့မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလည်းရွေးကောက်ပွဲမှာမင်းုံစောင့်မှုအတွက်ပြောဆိုထားရလေရှိနေတယ်လို့ဆိုပါတယ်။အဲရှိမှာစစ်တွေးမြို့က ဥတ္တမပန်းချံခိုင်သစဉ်ပန်းချံတွေအပါအဝင်စစ်ကောင်မရှင်လက်အောက်ခံအစိုးရရုံးရှိတွေမှာရွေးကောက်ပွင့်နဲ့ဆိုင်တဲ့အသိပညာပေးဆိုင်မော်တွေထောင်ထားတယ်လို့သိရပါတယ်။စစ်ရဲပဋိပက္ခတွေကြောင့်ပြည်သူတွေဘပောင်းဆောင်ကဒုက္ခရောက်နေတဲ့အချိန်မှာစစ်တပ်ကနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ပဲဥတီထားပြီးတော့အထူးအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပနေတာပါလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့အထွေထွေအတွင်ရင်မှုဦးမျိုးကျော်ကပြောပါတယ်။ ျွန်တော်တို့နိုင်ငံရဲ့ဘယ်ဖွဲ့စည်းပုံမှာပဲဖြစ်ဖြစ်ပြည်သူတည်ဦးရဲ့အခွင့်အရေးဆိုတာရှိတယ်။မဲပေးရှင်းမပေးရှင်းဟာပြည်သူတဦးရှင်းစီနဲ့ဆိုင်ပါတယ်။အဲဒါကိုနေပြီးတော့အကျန်းဖက်တလူနဲ့မင်းလာကိုလာမယ်မဲပေးကိုပေးရမယ်ဆိုတဲ့ဟာမျိုးအားတော့ဒါ အကျံဖဲမှုကသက်သာဖြစ်တယ်ပြည်သူတွေတိုင်းမှာလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်မဲပေးလို့ကလည်းပေးနိုင်တယ်ပေးတဲ့အခါလည်းသူတို့ချိန်တဲ့ပါတီကိုချိန်တဲ့သူတို့သတ်မှတ်ထားတဲ့လူကိုပေးနိုင်တယ်မပေးချင်လို့ညင်းမယ်ဆိုလည်းညင်းပိုင်ခွင့်ရှိတယ်သို့တော်လည်းအခုလှုပ်ထားတဲ့သူတို့ရွေးကောက်ပွဲမှာအဲလိုညင်းပယ်ခွင့်မရှိတခုခုကိုရွေးကိုရွေးရမယ်ဆိုတဲ့စနစ်မျိုးဖြစ်တဲ့အတွက်မှာဒီစနစ်ကိုယ်တိုင်ကိုယ်က ပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့မဲပေးပိုင်ခွင့်ဆိုတဲ့ဟာနဲ့ကိုကဲကွာနေတယ်လွဲတော်နေတယ်ဆိုတဲ့ဟာလည်းကျွန်တော်ပြောရှင်းပါတယ် စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG Arakha.AA ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တော်လရင်အင်အားစုတွေကပြင်းပြင်းထန်ထန်ဆက်ကျင်ကဲကွက်ထားကြပြီးတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ဆိုထားပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကရွေးကောက်ပွဲပထမပိုင်းကိုစတင်ပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိရခိုင်မှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ၅ခုအထိရှိနေပြီးတော့ အဲ့ဒီထဲမှာဒေါက်တာအင်းမဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUB ခမင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမြို့တိုင်းရင်းသားပါတီနဲ့မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ MNDP တို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရထားပါတယ်ကျွန်မကေခိုင်ပါ